န္ဒကိုလက်ခံပါမယ်ဆိုပြီးတော့မှယောက်ျားဖာတယ်လို့ပြောခဲ့ပြီးတော့မှအာနာသိန်းတာလေအဲ့လိုမေးလိုးကလှုပ်ပေးတဲ့ရွေးကောက်ပွဲကိုကျုပ်တို့ကရွေးကောက်ပွဲပြီးသွားတာနဲ့ PDF တွေရှုံးသွားပြီဆိုလီးကိုပြောလီးကိုရှုံးသိလားလီးပဲရမယ်စုံစိတ်ဝင်စားအောင်တော့ရွေးကောက်ပွဲတွေဘာတွေစိတ်ဝင်စားအောင်အဲ့တော့နိုင်ငံတကာ legitimate တွေဘာတွေဘာတွေကတော့စိတ်ဝင်စားတယ်ကျုပ်တို့လည်းအဲ့ဒါရအောင်လုပ်ရမယ် တိုးတော်လည်းပဲမင်းအောင်လိုင်းဒီနိုင်ငံတကာထောက်ခံတယ်ဆိုတော့ legitimate လည်းမရှိဘူးစောက်မြဒီ MRD ဖို့မြောက်ဒီကနေစောက်ကလင်ကြစ်တွေရှောက်ပြောနေတာဟာဟိုဘာလဲမလေးရှားဝင်ကြီးကထောက်ခံတယ်တို့အာဆီယံကထောက်ခံတယ်တို့အာဆီယံပြောနေတာကမင်းတို့ငြိမ်းချမ်းရေးဖြစ်အောင်ရင်လုပ်လိုက်အောင်နော်အဲ့တော့အာဆီယံလည်းမထောက်ခံအောင်ကုလသမဂ္ဂလည်းဘယ်သူမှမထောက်ခံအောင်ဒါကိုစောက်ရှက်မရှိဟိုဟိုအကျိုးစီးပွားဆုံးရှုံးမှာဆိုလို့တရုတ်က ထောက်ခံတယ်တရုတ်ကမလွန်ဆိုင်တဲ့နိုင်ငံလေး၃၅နိုင်ငံထောက်ခံတာဟိုဟိုနိုင်ငံတကာထောက်ခံမှုရနေလီလီလလားတွေပြောနေတာဗောနော်အဲ့တော့ပြောချင်တာကအဲ့ရွေးကောက်ပွဲလဲဆော့ယူမဆိုင်ဘူးဒိုးတော်ဒိုးတော်လန်ရို့ဒိုးလို့ရမယ်အဲ့တော့မကြခင်မှာလူကြီးတွေအနေနဲ့အဲတိုင်းပြည်ကိုတိဆောက်မဲ့ constitution တစ်ခုကိုခိုင်ခိုင်မာမာချပြလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့ဒီချပြတဲ့ constitution ကလည်းเนาะဟိုအားလုံးသဘောတူညီချက်နဲ့အတူနိုင်ငံတော်ကိုအဲ့ဒီ လိုမျိုးတိဆောက်လိုက်မယ်လို့ကျွန်တော်ယုံကြည်နေပါတယ်ကျွန်တော်ယုံကြည်တာကိုကျွန်တော်ပြောတာပါအဲ့ဒါကိုဝိုင်းဝန်းအကောင့်ထဲပို့ဖို့လဲကျွန်တော်တို့မှာအားရင်နေပြည်နေပါတယ်ကျွန်တော်တို့လည်းအရင်ရင်ခုန်စိတ်လို့ရှားပါတယ်ပြောပြချင်တာကအဲ့တော့ကျွန်တော်တို့ပြင်ဆင်ချက်ဟိုပြောတော့ဦးပြသေးတာပြောချင်တာကယုံဝိထုပစ္စည်းကြောင့်ဖင်ခံနေရတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ဘဝအဲ့ထက်တော့ကျွန်တော်တို့အများကြီးစိတ်ကောင်းစီတော်တော်တိုးတက်အောင်လုပ်နိုင်မယ်လို့ကျွန်တော်တို့ထင်တယ် ဘာဖြစ်လို့လဲဒေါအောင်ဆန်းစုကြည်၅နှစ်တာအတော်အတွင်းမှာဘာတွေလုပ်ခဲ့လဲနော်ဖွံ့ဖြိုးမှုနဲ့တိုးတက်မှုကတနက်ကင်တော်လန်ရေးတော့စိတ်သွန်းသွားနိုင်တဲ့အထိဆွမ်းဆောင်တယ်သိလားအဲ့တော့ကျွန်တော်တို့ကဖွံ့ဖြိုးမှုနဲ့တိုးတက်မှုကိုလှုပ်ချင်တယ်အဲ့ဒါကကိုယ်ဆန္ဒနဲ့ပရာဟိတထားလို့လို့မရဘူးအဲ့တော့နိုင်ငံတော်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မှပြောင်းလဲမှကျွန်တော်တို့ကလှုပ်လို့ရမှာဖြစ်တဲ့ကြောင့်မို့ဒီစနစ်ကိုမဖြစ်မနေကျွန်တော်တို့တိဆောက်ရမယ် နိုင်ငံတကာမှာရောက်နေတဲ့အောက်ခြေလူဒန်းစားတွေကိုကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကိုယ်တိုင်လည်းအောက်ခြေလူဒန်းစားမဖြစ်စေအောက်ခြေလူဒန်းစားတွေအများကြီးကက်တင်ရမှာအဲ့တော့မင်းအောင်လိုင်အောင် ထောက်ခံနေတဲ့ကိုမေကိုလိုးလေးတွေလည်းနော်ကိုကကြည့်တော့အယိုးရင်ကြိုက်ငါလုံးမတိတာမင်းတို့မင်းတို့အဲမင်းအောင်လိုင်အောင်ထောက်ခံတဲ့ကောင်တွေလည်းငါလုံးမမင်းအောင်လိုင်နေရတဲ့အိမ်နဲ့မင်းတို့နေရတဲ့အိမ်နဲ့တူလားအကူဘွားကိုနားမလဲတဲ့ကောင်တွေတိတာဖာတယ်မသားတွေ မင်းမင်းအောင်လိုင်ကိုထောက်ခံတယ်ဆိုတဲ့အုပ်စုတွေကဖာတယ်မနဲ့ဝရမ်းပြင်းနဲ့ဆက်လိုးပြီးမွေးထားတဲ့ကောင်တွေပဲရှိမှာလူလူကနေလိုးမွေးရင်အဲ့လိုအဲ့လိုမရှိတော့ဘူးပဲဆိုလူအသိရှိတာပေါ့လူတော့မဖြစ်နိုင်ဘူးသိတာအဲ့ဒါပဲပေါ့ကွာအဲ့တော့ဒါကကျွန်တော်တို့တိဆောက်ခြင်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံတော်သူများနိုင်ငံတွေကွန်ပဲလို့လုတ်ပြတာပေါ့ဒါအနည်းဆုံးနိုင်ငံကိုကွန်ပဲလို့ပြတာ နှိုင်းရှင်ပြတိုးတက်မှုကွာခြားပုံလူနေမှုအဆင့်အတန်းပုံစံဒါသည်ဘာကြောက်လဲစနစ်ကြောက်ထိုင်းမှာကျွန်တော်စေးစေးကန်းသွားပြရတယ်နော်စေးကန်းသွားပြတော့စေးကန်းမြန်မာလိုနားလေတဲ့ဘယ်လိုပြောရမလဲထိုင်းပေါ့မြန်မာလေးတွေဖြစ်ကုန်တဲ့ကလေးတွေပေါ့ဗျာဘယ်လိုအုံနောက်အရင်မြင်ကျွန်တော်တို့နိုင်ငံရဲ့ဆိုရှယ်ဝါတဲ့အုံနောက်အရင်မြင်ထဲကတခုပေါ့ဆရာဝင်ပေါ့နော်ထိုင်းမှာဆရာဝင်တွေဖြစ်နေကြတာပေါ့ထိုင်းပေါ့ပေါ့ဒါပေမဲ့ तू က generation ကကျွန်တော်တို့မြန်မာကသွားတာပေါ့ကျွန်တော်တို့အုံနောက်တွေဖောက်စားခံရတဲ့ဟာတွေပေါ့ဗျာအဲ့တော့အခုဆိုရင်လည်းပညာတတ်တွေနိုင်ငံတကာကိုပြေးတယ်သွားတယ်စစ်ကောင်စီရဲ့နှိပ်စက်တာကိုမခံနိုင်လို့နိုင်ငံခြားကိုထွက်တယ်ဘာလို့ဆိုကျွန်တော်တို့နိုင်ငံအုံနောက်တွေဖောက်စားခံရတာတအားဝန်းနေဖို့ကောင်းအဲ့တော့အဲ့ထဲကတယောက်ကအေးဟိုငါတို့မြန်မာနိုင်ငံနေလို့ကောင်းတယ်လို့မင်းတို့ထိုင်းကပူတယ်တောတောင်ရေမြေလဲရှားပါတယ်တို့ကတော့ပေါ်တယ်ပြီးရင်မင်းတို့ထိုင်းရဲ့ကုန်းတွင်းဘိတ်ဒေသတွေဟာ ဟိုသူ့ကိုသူ့ကိုကျွန်တော်ပြောတာပေါ့မိဘရလဲဆိုကျွန်တော်ရဲ့ဇာတိကတော့မော်လမြိုင်ရာတဲ့။အော်မော်လမြိုင်ရာဆိုအေးမော်လမြိုင်ရာမိကျွန်တော်ကတော့တဲ့ဒါဒီမြို့မှာမွေးတော့ဒီမြို့မှာပဲပျော်တယ်တဲ့။မိမော်လမြိုင်ကိုသွားကြည့်အောင်လို့အဲမော်လမြိုင်ကရမ်းလာတဲ့မြို့ဖြစ်တယ်လို့ရှင်ဟောင်းမွေးနေ့တည်းနဲ့လည်းပြည်စုံတယ်။ပြီးကန်ယူရမ်းမြို့ဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လှတယ်ဆိုတော့ကျွန်တော်ကပြောပြတာပေါ့နော်။ဒါပေမဲ့ကွာလို့ထိုင်းလို့တော့လမ်းမဆက်သွယ်ရေးကောင်းပြီးတော့မှတက်ရှင်တက်ရမှုလူနေမှုတိုးတက်မှုတော့မရှိပါဘူးလို့အဲ့တော့သူကဘာပြောလဲဆိုတော့ အစိုးရနဲ့ဆိုင်တာပေါ့ကိုကြီးရဲ့ကျွန်တော်အံ့ဩရတယ်ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အချိန်မှာလဲသူကနိုင်ငံရေးကိုအရင်စိတ်ဝင်စားပြီးတော့မှဟိုအဲ့လိုလူလည်းမဟုတ်တမန်ကရှန်ကသူ့အလုပ်သူလုပ်တဲ့သူပဲဒါပေမဲ့ဒီလိုမဖွင့်ပြောမှုမတိုးတက်မှုတွေဒီဒီလိုဟာတွေဒီအစိုးရရဲ့ရန်တရားနဲ့ဆိုင်တယ်ဆိုတော့အသိပညာလောက်ကတော့သူတို့နိုင်ငံရဲ့လူမှရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမှာတော့တော်တော်အားနေတယ်ဟာ ဟိုခိုးလို့ဒီခိုးလို့ကျွန်တော်ပြောပြမယ်တော်လန်ရင်းမှာလင်းလင်းကအိမ်ဝဲလို့ပန်ဆယ်လို့ကအိမ်ဝဲလို့ကိုဆွဲကကားဝဲတယ်ဘာဖြစ်တယ်ညာဖြစ်တယ်သက်ကားစားလူတွေကပြောတယ်ကိုလူတွေလည်းပြောတယ်အဲတကယ်ဝဲလားမဝဲလားကျွန်တော်ကတော့မဝဲပါဘူးเนาะဒီကိုလင်းလင်းတို့ကတော့ဘာဝဲတယ်လို့ပြောလို့ရဒါပေမဲ့လင်းလင်းဆိုတာဘလို့ကောင်းလဲဘလို့ဘက်ဂရောင်းလဲဘလို့အနေထားကြီးတယ်ဘလောက်ထိပေါ်ပူလာဖြစ်လဲဘလောက်ထိကြော်ကြတယ်ဘလောက်ထိချမ်းသာခဲ့လဲဘလောက်ထိပြည့်စုံခဲ့လဲဆိုတာတွေမတွေ့ဘူးဟိုဝယ်တယ်လို့ပြောလိုက်တာလည်းတော်လန်ရင်းငွေခိုးတယ်ပဲ 哎了, nicht, we s <S、嗯、了，没啥个啥个讲的，那不要紧了，没没要来哦，没那么标准我了，没没样来呢，不叫板纹，没那么粗了你的，本身木的个，别不生来，不露牙的来，白的做啥，没那么标着我没那么白了，没容从从美皮了嘛，从超看呀啊，把别的，没那么不露，叫阿拉奥丹那皮达来是哦，我谁拿了，这哈里阿拉奥丹那，是了，不露露苗啊皮达来是奥丹那里也不好，最近了身上没得气的。 သိတာအောက်တန်းသားရေဘောကိုသိကျင်လို့စဉ်းစားမိတာရှိတယ်ဒါပေမဲ့မင်းတို့အုံနောက်ထဲလောက်ကိုမင်းတို့အုံနောက်ကိုဝင်ပြီးမစဉ်းစားနိုင်ဘူးငါသိတဲ့အောက်တန်းသားကမင်းတို့ထက်အစ်စ်နည်းနည်းမြင့်နေတော့ဘဲသွားမယ်နော်ကျွန်တော်မပြောချင်ဘူးနော်ဘာဘာနိုင်ငံသားတွေလဲဘာလူမျိုးတွေလဲတော့ထိုင်းလိုနေရာမျိုးမှာအောက်ချစ်အစ်စ်အလုံးလောက်ရတဲ့သူတွေကဘာနိုင်ငံသားတွေလဲဘာလူမျိုးတွေလဲဆိုတော့ခင်ဗျားတို့သွားပြီးတော့မှ ဟိုကြည်ကြည်နေချင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဝိုင်းပြီးတော့မှတိန်နေဖုံးနဲ့လာလုံနေတာဒီစစ်တပ်ရဲ့စစ်တပ်အတိုင်းဝိုင်းရဲ့စစ်တပ်နဲ့ပေါင်းပြီးစီးပွားရေးလုပ်တဲ့သူတွေက ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကိုဝါမျိုးပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုဆုတ်ပြတ်တက်နေအောင်လုပ်ထားတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကထမင်းစားတဲ့အသက်ရှင်တဲ့ပတ်စံနေနေရှိနိုးစီခွားလောက်ကားကိုစီးပြီးတော့မှစောက်ကြီးစောက်ချေပြောတယ်ဒီအစ်စ်မဲတက်နိုင်တာ ဒီအစ်စ်မဲ့ဒါကိုကိုကိုဟုတ်ပြီထင်နေတာကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရန်ကုန်မြို့ကမဲဆောက်လောက်တိုးတက်ရင်ကျွန်တော် တော်လန်ရေးမလုပ်ဘူးကျွန်တော်တကယ်ပြောပြတာရန်ကုန်မြို့ကမဲဆောက်လောက်တန့်ရှင်းတက်ရက်ပြီးတော့လူမှုအဆင့်အတန်းရှိရင်ကျွန်တော်စကားဆောက်မတော်လန်အောင်အဲ့ဒါကျွန်တော်ပြောပြတာနော်ရန်ကုန်မြို့ဒီမဲဆောက်လောက်ဖွံ့ဖြိုးတိုးတက်မှုရှိတယ်ဆိုရင်တော့ကျွန်တော်စစ်ကောင်စီရဲ့အုပ်ချုပ်မှုစနစ်ကကောင်းပါတယ်မှန်ပါတယ်เนาะလူ ဘယ်လိုပြောရမလဲလူကျွန်တော်တို့နိုင်ငံသားတွေတော့အဆင်ပြေပါတယ်ဆိုပြီးကျွန်တော်တော်လန်ရေးမလုပ်တော့ဘူးသိတယ်ကျွန်တော်ဘာဖြစ်လို့လဲစစ်တပ်ကိုမုန်းနေရလဲမဟုတ်ဘူးနော်စစ်တပ်ကိုမုန်းနေရလဲမဟုတ်စစ်သားတွေကိုစောက်မြစ်ကတ်နေရလဲမဟုတ်ဘူးသိတာသူတို့ကကျွန်တော်တို့အနိုင်ကျင့်လို့သူတို့စနစ်ကိုမကြိုက်တော့တာသူတို့ကိုစောက်မြစ်ကတ်သွားတာ original မုန်းပြီး original စောက်မြစ်ကတ်နေတာမဟုတ်ဘူးကျွန်တော်ပြောပြတာပါအဲ့တော့ကျွန်တော်တို့တော်လန်ရေးက စနစ်တစ်ခုကိုပြောင်းလဲတိဆောက်တာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီကျွန်တော်တို့တိဆောက်ခြင်းနဲ့လူနေမှုဘဝတိဆောက်ခြင်းနဲ့စနစ်မရောက်မချင်းကျွန်တော်တို့ကနေညမပြတ်ကျွန်တော်တို့ကစူးစမ်းနေရမှာအဲ့လိုစူးစမ်းလို့ကျွန်တော်တို့ကလာမင်းလေးပဲရှိလို့တိန်နေရများလို့ကျွန်တော်တို့လာကိုတိန်နေဖုံးခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့မှလွယ်ထားတာက M16 M4 ယောက်ျားကိုယောက်ျားချင်းလက်နဲ့ကင်ပြီးအနိုင်ကျင့်ခံရတဲ့မျိုးနေလူတန်းသားတွေရဲ့ဘဝထတော့ကျွန်တော်တို့အများကြီးတာတယ်ဟုတ်တယ်ကျွန်တော်တို့ရုပ်ဝိတ္ထုပစ္စည်းစင်းရဲခြင်းစင်းရဲမယ် နော်ဒါပေမဲ့ဘယ်မေးလိုးမှာတော့စောက်ကူးဆိုင်ရှာမလိုဘူးဘာဖြစ်လို့လဲမေးတနက်ကင်ထားငါတနက်ကင်ထားရဲ့ဥပဒေအကြောင်းပြောလို့ရတယ်အဲ့တော့ဟိုစစ်ကောင်စီအနေနဲ့ကျွန်တော်တို့အနေဆုံးတော့ကျွန်တော်တို့ဖိနှိပ်လို့မရဘူးအဲ့ဒါကျင်းသေးတယ်အနေဆုံးတော့ကျွန်တော်တို့ဖိနှိပ်လို့မရဘူးတည်တာအဲ့တော့အခုမျိုးနေလူတန်းစားတွေလိုမျိုးအခုမျိုးပေါ်မှာရှိတဲ့ဟိုဟိုလူတွေလိုမျိုးမျိုးပေါ်မှာရှိတဲ့လူတွေလိုမျိုး ဒါကလေးကိုခင်လိုက်မျိုးပေါ်မှာရှိတဲ့သူတွေလိုမျိုးအခုဆက်ကဆကိုစပေါ်တာမစွဲခံရရေးစက်ကြီးပေးစရာမလိုဘူးနော်ပြီးရင်ဆက်ကဆဘယ်တော့ပေါ်တာလာစွဲမလဲဆိုတာကိုလည်းမကြောက်ရဘူးဟုတ်လားမင်းလာပြစ်မလားဟဲ့အောင်ငါထပြီးတော့ငါအဲ့နေမယ်တနက်ဘေးနားချပြီးမင်းလာပြစ်မလားငါထပြစ်မယ်စနစ်တစ်ခုကိုတီဆောက်နေတာဖြစ်နေတဲ့ကြောင့်မို့ကိုယ့်ရဲ့ယုံကြည်ချက်အတွက်လည်းကိုကျင့်တတ်တယ်ကျင့်နေတဲ့ကြီးကိုမှလည်းအသက်ရှင်လို့လည်းရတယ်ကျင့်နေတဲ့ကြီးကိုမှလည်းတည်လို့လည်းရတယ်ပြဿနာမရှိဘူး ြည့်တနာဘာမှမရှိဘူးเนาะပြည့်တနာဘာမှမရှိဘူးအဲ့တော့ကျွန်တော်တို့ရန်ပုံငွေအလူခံနေတာဒီအလူခံတာမဟုတ်ကျွန်တော်အများအားပြောကျွန်တော်တို့ဘယ်တော့မှအလူမခံဘူးအလူခံရအောင်မင်းအောင်လိုက်ခန့်ထားတဲ့အမျိုးဘာသာသာသနာရဲ့ဟိုဂောဘကတွေလည်းမဟုတ်ဘူးသိလားမင်းအောင်လိုက်ခန့်ထားတဲ့အမျိုးဘာသာသာသနာရဲ့ဂောဘကတွေလည်းမဟုတ်ဘူးအလူမခံဘူးငါတို့ကတော့နိုင်ငံတစ်ခုကိုစနစ်တစ်ခုကိုတည်ဆောက်နေတာဖြစ်တယ်အဲ့ဒီစနစ်တစ်ခုကိုဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ပဲကျွန်တော်တို့ပြောတယ်အလူမခံဘူး နော်အလူမခံဘူးဘာဖြစ်လို့လဲမင်းအောင်လိုက်ခံထားတဲ့မျိုးပါသာတာသနာရဲ့ဘောပကတွေမဟုတ်ဘူးတန်တရာရလွမြောက်ကြောင်းတရားကိုရှာပါမယ်လို့ပြောပြီးတော့မှစက္ကဆောက်လူသက်ခိုင်းနေတဲ့ဂူကြီးတပည့်တွေလည်းမဟုတ်ဘူးဝီရသူတပည့်တွေလည်းမဟုတ်ဘူးဒီလိုမျိုးပါသာတာသနာသိလားအဲ့တော့ဖုံးကြီးသည်တန်တရာလွမြောက်လွမြောက်ကြောင်းတရားကိုရှာဖို့တန်တရာကိုစိတ်ကုန်လို့တန်တရာရဲ့လွမြောက်ကြောင်းတရားကိုသွားရှာတာနော်အေးကိုဆောက်လို့ကိုလို့ မလုံလို့အဲ့လူငယ်တွေကမလေးစားဘူးဆိုမှအမျိုးဘာသာသာသနာထိခိုက်တယ်တွေပါလေလာမပြောနဲ့လီးပဲသိတာအဲ့တော့ပြောပြချင်တာကလူငယ်တွေရဲ့အတွေးမှာတော့ဟိုဘယ်လိုပြောရမလဲမလိုက်တစ်ဖက်ငိမ့်ဆက်ကလို့မရဘူးအရင်တော့အဖိုးကြီးတွေကိုပဲမင်းတို့ MRT ဖို့မြောက်ဝတီကြီးတဲ့ခေတ်ကအဖိုးကြီးတွေကိုပဲမလိုက်တစ်ဖက်နဲ့ငိမ့်ဆက်ကလို့ရမယ်တို့မရဘူးအဲ့တော့ကျွန်တော်တို့ကတော့စနစ်တစ်ခုကိုတိဆောက်နေပါတယ်မကြခင်မှာကျွန်တော်တို့ဘယ်စနစ်ကိုတိဆောက်မလဲဆိုတာကို နော်လူကြီးပိုင်းနေရာနေပြီးတော့မှတိုင်းပြည်ကိုချပြပါလိမ့်မယ်အဲ့တော့အခါလူထုအနေနဲ့ဩဒီစနစ်ကိုတိဆောက်တာငါတို့ရဲ့အသက်အိုးရဲ့စီးစိမ်လုံခြုံမှုငါတို့ရဲ့ဘဝတိုးတက်ဖို့အတွက်ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုခင်ဗျားတို့ကိုယ်တိုင်ဖတ်မှတ်ပြီးတော့မှတော်လန်ကြီးကိုဒီဇိုင်းမမတ်ပါဝင်ဖို့မကြခင်မှာအပြောင်းလဲကြီးကြီးမားမားဖြစ်ပါလိမ့်မယ်စကားစရွေးကောက်ပွဲတွေပါလေကျုပ်တို့စိတ်မဝင်စားဘူးဆောက်ကူယူလည်းမဆိုင်ဘူးဘာဖြစ်လို့လဲလူထုတရက်လုံးပါဝင်ထားတဲ့ရွေးကောက်ပွဲက2021မှာလုပ်တယ်လေအဲ့တော့ရွေးကောက်ပွဲအနိုင်ရလက်ကို နော်လက်ခံပါမယ်ဆိုတော့အခုတမရကြီးခေါ်မအေးလို့မင်းအောင်လိုင်းကယောက်ျားပါဇက်ယောက်ျားထဲမှာမှစစ်သားဝတ်ပြီးယူနီဖောင်းကြီးနဲ့ပြောခဲ့တာလေနော်ယူနီဖောင်းကြီးဝတ်ပြီးတော့မှငါလို့မှစစ်ဦးစီးချုပ်ဆိုတာစစ်သူရဲ့အကောင်ကြီးစစ်သူရဲ့အကောင်ကြီးကယူနီဖောင်းစင်းရောင်ကြီးကိုဝတ်ပြီးတော့ ဟိုပြည်သူလူထုစံနာကိုလက်ခံပါမယ်ဆိုပြီးတော့မှယောက်ျားဖာတယ်လို့ပြောခဲ့ပြီးတော့မှအာဏာသိမ်းတာလေအဲ့လိုမအေးလိုးကလှုပ်ပေးတဲ့ရွေးကောက်ပွဲကိုကျုပ်တို့ကရွေးကောက်ပွဲပြီးွားတာနဲ့ PDF တွေရှုံးသွားပြီဆိုလီးကိုပြောလီးကိုရှုံးသိလားလီးပဲရမယ်စုံစိတ်ဝင်စားအောင်တော့ရွေးကောက်ပွဲတွေဘာတွေစိတ်ဝင်စားအောင်အဲ့တော့နိုင်ငံတကာ legitimate တွေဘာတွေဘာတွေကတော့စိတ်ဝင်စားတယ်ကျုပ်တို့လည်းအဲ့ဒါရအောင်လုပ်ရမယ် တိုးတော်လည်းပဲမရောက်နိုင်သည့်နိုင်ငံတကာထောက်ခံတယ်ဆိုတဲ့ legitimate လည်းမရှိဘူးစောက်မြတ်ဒီ MRD ဖို့မြောက်ဝတီကနေပြီးစောက်ကလင်ကြစ်တွေရှောက်ပြောနေတာဟာဟိုဘာလဲမလေးရှားဝင်ကြီးကထောက်ခံတယ်လို့အာဆီယံကထောက်ခံတယ်လို့အာဆီယံပြောနေတာကမင်းတို့ငြင်းငြင်းဖြစ်အောင်ရင်လုံးလိုက်အောင်နော်အဲ့တော့အာဆီယံလည်းမထောက်ခံဘူးကုလသမဂ္ဂလည်းဘယ်သူမှမထောက်ခံဘူးဒါကိုစောက်ရှက်မရှိဟိုဟိုအကျိုးအစီးပွားဆုံးရှုံးမှဆိုလို့တရုတ်ကထောက်ခံတယ်တရုတ်ကမလွန်ဆိုင်တဲ့